တနက်ကတော့ဘိုနီဝင်းရဲ့ကိုပိုင်တနက်ပါရန်ကုန်ပါဆွေနဲ့ကျွန်တော်တို့လောက်ကျန်တာကိုဂလုံဦးစောလုံးဝမသိခဲ့ပါဘူးဒါကတော့ကျွန်တော်တို့လေးယောက်ဘိုနီဝင်းဘိုအောင်ကြီးရန်ကုန်ပါဆွေနဲ့ကျွန်တော်ကိုမြလိုင်တို့ပဲတည်တာပါဘိုနီဝင်းဒီဘိုကျောအောင်ဆန်းကိုမနာလို့ဖြစ်နေခဲ့ပြီးအမြဲကြောက်နေခဲ့ရသည်ဟုဒေါက်တာကျင်ဟိုးကဖြစ်စွပြောသည်ထိုအရှင်ကအပျော်ကျူး၍လက်လွတ်စပဲ့အတုံးဖြိုးကြည့်သောဘိုနီဝင်းကိုဘိုကျောအောင်ဆန်းကစူပူချိန်မောင်းခဲ့ဘူးသည် ဘူနေဝင်းကဥစောအသက်မဆုံးရှုံးစေပဲရန်ရှာယုံတက်တက်မြင်းသမားညံနဲ့ကြံစီခဲ့ခြင်းဖြစ်သည်ထိုနေ့ကကားထဲပါသူတနတ်သမားနှစ်ယောက်ကိုလည်းဘိုးချုပ်အောင်ဆန်း၏ကိုပိုင်တက်ဖြစ်သည့်ပြည်သူရဲဘော်အဖွဲ့ PVO မှယူနီဖောင်းများကိုဝစ်ဆင်ထားခြင်းဖြင့်သူအသက်ကိုရန်ရှာမှုနောက်ကွယ်တွင်ဗိုလ်ချုပ်ရှိနေသည်ဟုဥသောထင်မြင်သွားစေရဖြစ်သည်။ဒိုမာတာဥသောကဗိုလ်ချုပ်အောင်ဆန်းကို ရန်တုံးပြန်လက်စားရှိပေလိမ့်မည်ဟုတွက်ဆထားသည်။ ်တနတ်သမားများမိတို့မိဝါဖြစ်သည်ဟုသောအချက်နှင့်သူတို့၏ရည်ရွယ်ချက်ဥတီချက်များမှလွဲ၍ဤအဖြစ်အပျက်ဤအသေးစိတ်ကို1940ပြည့်နှစ်များနောက်ပိုင်းတွင်မှတ်တမ်းတင်ထားနိုင်ခဲ့ပြီဖြစ်လေသည်ဘိုးကျော်အောင်ဆန်းအသက်မခံရမီဆေလာအလို1940ရှောက်စက်တင်ဘာ21တွင်ဦးစောအသက်ကိုရန်ရှာခြင်းတို့ကိုလောက်ချံမှုအတွက်စိတ်စော်ချက်အဖြစ်တရားရင်ဆိုင်နေစဉ်အတွင်ပင် ကိုးကားခြင်းခံခဲ့ရလေသည် သို့သောဥမြလာ၏နောက်ကြောင်းပြန်ဖွင့်ရန်ခြင်းများသည်ခိုင်လုံမှုမြင်များရှိသည်ကိုမူမြည်သူများသိနိုင်မည်မဟုတ်တော့ချေရန်ကုန်ဘားဆွေသည်အတန်ကြာကပင်အုံနောက်ကင်စာရောဂါဖြင့်1986ခုနှစ်စက်တင်ဘာ18ရက်နေ့တွင်သေဆုံးသွားခဲ့သည်ဥမြလိုင်မှာလည်းမြမပြည်သို့တွားရောက်လက်ပတ်ပြီးနှစ်အနည်းငယ်ကြာ1990ပြည့်နှစ်အောက်တိုဘာလ14ရက်နေ့တွင်ရန်ကုန်ပြည်သူ့စေယုံကြီး၌ပွဲလွန်သွားခဲ့သောကြောင့်ဖြစ်လေသည် သူတို့မကွဲလွန်မီ1989ဇူလိုင်လအာဇာနည်နေ့အထူးတို့တဘာမာရက်ဘျူစာဆောင် အမတ်စင်လျှောက်တွင်မောင်ထူးဝိဆာသိပ်ပံတကတူရေးသားခဲ့သောဒီမိုကရေစီတို့နောက်ဆုံးခရီးဆောင်ပါတွင်ဥအောင်ဆန်းအားလှုပ်ကြံတက်ဖြတ်ရန်ပူးပေါင်းကြံစီမှုတွင်ဗိုလ်ချုပ်ကြီးနေဝင်အနေဖြင့်ဥဆောင်ကဏ္ဍမှာပါဝင်ခဲ့ပုံနှင့်ဥအောင်ဆန်းအပေါ်ထားရှိသောဥနေဝင်၏သဘောထားတို့နှင့်ပတ်သက်၍ဤသို့ရေးသားထားလေသည် ဦးနဲ့ဝင်းသည်ဘိုးမူကျောင်းအောင်ကြီးနှင့်တိုင်ပင်ပြီးတက္ကလာအခွင့်အရေးသမားတဦးဖြစ်ပြီးဘိုးကျောင်းအောင်ဆန်း၏အဓိကပြိုင်ဘက်ကြီးဖြစ်သောဦးစောကိုတနက်ဖြစ်ပြည့်ရန်တနက်သမား၂ဦးကိုတာဝန်ပေးအပ်ခဲ့သည်။ဦးအောင်ဆန်းအားလုံးကျန်တက်ဖြတ်ရန်ကြံစည်ရခြင်း၏ရည်ရွယ်ချက်အသေးစိတ်အတိအကျကိုသိရှိခဲ့ကြသူဘိုးကျောင်းကြီးဟောင်းများနှင့်စစ်တပ်ကောင်ဆောင်များအနေငယ်သာရှိခဲ့သည်။ 1962ခုနှစ်တွင်စစ်တပ်ကအာဏာသိမ်းခဲ့ပြီးဇူလိုင်လ19ရက်တွင်အာဇာနည်ကုန်းသို့ဆေးဝှစ်ဆောင်ပြည့်ပြည့်ရှိတတ်ကြရန်စစ်တပ်ကစီစဉ်ခဲ့သည်တပ်မတော်စတင်တည်ထောင်သူဦးအောင်စန်းသာအသက်ထင်ရှားရှိခဲ့ပါမူရင်းအာဏာသိမ်းမှုကိုသဘောတူလိမ့်မည်ဟုလူမှုကိုပြသရန်ဖြစ်သည်တော်လာရေးကောင်စီဝင်18ဦးအနက်14ဦးသည်ထိုရှိတက်မှုနှင့်ပတ်သက်သည့်အစည်းအဝေးသို့တက်ရောက်ခဲ့ကြသည် ဗိုလ်မှူးချုပ်တင်ဖေကဗိုလ်ချုပ်အောင်ဆန်းကြာဆုံးခဲ့ရမှုကိုဝန်내တသက်ပြောဆိုခဲ့သည်ဗိုလ်နေဝင်းကထားရက်လိုက်ပြီးဘာလို့ဝန်내နေရမှာလဲဗိုလ်ချုပ်အောင်ဆန်းဟာလူပြောတယောက်ပဲဒါအပြင်တိုင်းပြည်ရဲ့ပြဿနာတွေအပေါ်သူ့ထက်စာရင်ဘလို့ကင်တွယ်ရမယ်ဆိုတာငါအများကြီးပိုသိတယ်ဟုခက်ပြက်ပြက်ပြောဆိုလိုက်သည် ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ကောင်းဆောင်ကြီးများကြာဆုံးခဲ့သောအာဇာနည်နှင့်အထက်အမတ်ရှိတဲ့မြေမဟာစီမံကိန်းကြီးမှလည်းရှက်ရှင်းပင်ပြောက်ွယ်သွားခဲ့ရလေသည်ဟူ၍ရေးသားထားလေသည်ဥခင်အောင်၏ဗိုလ်ချုပ်အောင်ဆန်းကိုဘသူတက်တလဲစာအုပ်စာမျက်နှာ194နှစ်ပင်ဆက်လက်ဖော်ပြထားသည်မှာဘုန်နေဝင်းသည်သူ့ဘဝရှိရေးအတွက်ပြည်တနာတရက်ကိုစဉ်းစားရ၌လောင်ကစားသမားပြီးပြီးအမ မှန်ကိုအဓိကမထားဘဲအနိုင်အရှုံးကိုသာ အမြဲတမ်းအဓိကထားတတ်သူဖြစ်၍ဘိုးကျော်အောင်စန်းတက်မထွက်ကနိုင်ငံရေးနယ်ထဲသို့ဝင်ရောက်သွားခြင်းတွင်သူ၏စဉ်စားကန်းဝင်ခဲ့သည်မှာဂလိုဦးစောသည်တချိန်ကနိုင်ရင်ဝင်ဟောင်းတအူဖြစ်ခဲ့၍သူ့ကိုအထင်သေး၍မရအကယ်၍သူသည်မတော်တဆဘိုးကျော်အောင်စန်းနှင့်နိုင်ငံရေးအရာဈေးစကားချက်အားပြန်ရ၌ဘိုးကျော်အောင်စန်းကဲ့သို့တနည်းအတွင် လုံးဝလွတ်လပ်ရေးဟုကြွေးကြော်သံမပေးဘဲဗြိတိသျှအစိုးရအား ဒိုမီနီယန်ရှော့ဇေးပေးကဝင်ကြီးချုပ်ဖြစ်သွားခဲ့သောဦးတင်ထွတ်သည် သူ့လူရင်းဖြစ်ုံသာမကပညာရေးရှင်အဖြစ်လဲအိန္ဒိယဗရိညင်ခံဝန်ထမ်းဖြစ်သောကြောင့်မျိုးရှစ်ပါတီအစိုးရတွင်ဧကံမုံရှာကကွယ်ရေးဝန်ကြီးဖြစ်လာလိမ့်မည်။ထို့ကြောင့်ဘူနေဝင်းသည်ရှေ့ဆက်မတွေးတော့ဘဲရန်ကုန်ပန်းစွေနှင့်လွန်စွာရင်းနှီးသောမြင်းချန်သာဘူကြီးလှရွှေအားတဆင်ပြောဆိုချက်မှာအောက်ပါအတိုင်းဖြစ်သည်။ကလုံဦးစောအားရှေးဦးစွာတုတ်တင်ရှင်းလင်းရန်အတွက် သူနှစ်ကွန်မြလိုင်တို့သည်စပယ်လန်တနေရာမှဂလုံဥစောအားသူ၏တူရိယသတင်းစာတိုက်ရုံးပေါ်မှဆင်းလာပြီးကားပေါ်တချိန်အထိဆောင်၍သူကားနှင့်မလန်မကန်းမှကက်လိုက်သွားကြသည်ဂလုံဥစောအမြဲသွားလေးရှိသောအိမ်ပြန်လမ်းများအတိုင်းလိုက်သွားရမှအခါအခွင့်ကောင်းမည်ရန်ကုန်ထောင်ကြီးနှင့်ပြည်လန်းထိပ်တနေရာတွင်ရန်ကုန်ပါဆွေသည်ထိုအခွင့်ကောင်းကိုလက်မလွတ်ဘဲပ ူကကိုမြလာဤကားကိုအရှိန်လျှော့စေ၍သူ့လက်တွင်မှတနက်ဖြစ် ကားရိုက်ပါနှင့်ရှင်ထိုင်ပြီးလိုက်ပါလာသောဂလုံးဥစောဤနောက်စီတက်တဲ့ကိုရှိန်ကပထမအရှက်ပစ်ထဲလိုက်သည်သောသောလွန်စွာအကင်းပ၍အမြဲတတိကပ်နေသောဂလုံးဥသောသည် သူ့ရှိကားမှန်ထဲမှပြည်သူရဲဘော်စေဝစ်စုံဝတ်ထားသည့်လူနေအောင်အနက်ဂရုံးစတောင်းနှင့်သူကသူ့အားတနက်ဖြစ်လန့်ပစ်ထဲလိုက်ရာ သူ့နှစ်ဖူးပုကနေဖြစ်သွားသည် ထိုအချိန်၌ပင် သူသည်ကားဖင်ထိုင်ကုန်ပြီးဒရိုက်ဘာရှိရာဘက်သို့သူ့ကိုယ်ကိုလှည့်အရှနောက်ထပ်တနက်တန်နှစ်ရက်ထထွက်လာသည်ဒရိုက်ဘာကလည်းကားကိုဗရေအုပ်၍ကားထဲငုံနေလိုက်သည်ကားမှန်ခွဲစာများမှာ သူတို့နှစ်ဦးစလုံးကိုလွင့်စေထိမှန်ကြသည်ကိုရဲကောင်ရဲ့လူရဲကံဆိုတာမှန်မှန်မှန်သလားတော့မပြောတတ်ပါဘူးခမားလဲကျွန်တော်လက်ကိုအတိသားပဲကျွန်တော်ပြစ်လိုက်တာကတော့သူ့နောက်ဆေးတက်တဲ့ကို ပြစ်ထဲလိုက်တာပါပဲဗျာဒါပေမဲ့ သူကကားမှန်ထဲမှာကျွန်တော်ကိုမြင်လို့လှဲ့အကြည့်လိုက်မှာကျွန်တော်ပြစ်လိုက်တဲ့ကြည်ဟာသူ့နှောက်စိတ်ကိုမှန်မှန်ပဲသူ့နှစ်ဖူးကိုရှက်မှန်သွားတာပဲဟုစိတ်မနိုင်ခင်မရပြောပြပါသည်။ဤကလွန်ခဲ့သော 1982ခုနှစ်ခန့်ကရဲဘော်တုံးချိတ်ဘုံဘူးအောင်စာရေးဆရာရန်ကုန်ပါဆွေနှင့်မြောင်းမြပါဆွေတို့သည်ယူရီးယားနိုင်ငံကလန်ဒန်မြို့ဩဇာခံရှမ်းကြီးအတွင်လှစ်ဝက်ဖွင့်ထားသည့်အတန်လွင်ဌာနသို့ဥက္ကဋ္ဌကြီးဦးနှုံနှင့်တွေ့ဆုံရန်အလားအတန်လွင်ဌာန၌တုံးရက်မြနေထိုင်သွားကြစဉ်အတွင်ကျွန်တော်အားရန်ကုန်ပါဆွေကစကားဆက်မိ၍ပြောပြခဲ့ဘူးသောဖြစ်ကြောင်းကိုစဉ်ယုံကြည်ယုံမယုံကြည်နေအတွေ့ရတဲ့တင်လေးတစ်ကွက်ဖြစ်ပါသည်ဟူ၍ရေးသားထားလေသည် ဗိုလ်ချုပ်အောင်ဆန်းလှုပ်ကြံခံရမှုနဲ့ပတ်သက်၍ဗိုလ်နေဝင်းအားကြံရပါတအူးဖြစ်နိုင်သည်ဟုယူဆရခြင်းမှာဗိုလ်နေဝင်း၏ဥတီချက်အရရိုးစွတ်လိုက်ရခြင်းဖြစ်၍ထိုအရှင်ကသူသည်များစွာ စိတ်ဆင်းရဲနေရသည် အာနာယတုရမတ်ကြီးလာတော့ဒုတိယဘူချုပ်ကြီးအစင်းရှိဘုံနေဝင်းတီသူဤစိဝိဆောင်ကိုဝေးရတိုင်းစိတ်မရှမ်းမသာအမြဲဖြစ်ကဆဲဆုံနေလေးရှိသည် ဖက်စစ်ဒေါ်လာရေးကာလတက်မတော်တီနာပတိယာဒူမှဆင်ပေးရကအသစ်ဖွဲလိုက်သောတက်မတော်တွင်ဘုံမူးယာဒူဖြင့်အစင်လျှော်ရှာလောက်ကင်နေရခြင်းကိုသူမကြေမနက်ဖြစ်နေခဲ့သည်စီအူစီချုပ်ဘူချုပ်သောမတ်ဒုတိယအူစီချုပ်ဘူချုပ်ကြီးစမစ်ဒွန်းတို့လက်အောက်တွင်မြောက်ပိုင်းတိုင်းတိုင်းမှုအဖြစ်ဘုံမူးယာဒုံနေရသည်ဖက်စစ်ဒေါ်လာရေကာလာ၌သူ့လက်အောက်ယာဒုံငယ်သောတောင်ပိုင်းတိုင်းတိုင်းမှုစောကြတို့သည်လည်းယခုဘုံမူးချုပ်ဖြစ်နေသည့်ဖြစ်သူ့ထက်အစင်မြင့်နေပြန်သည် ွတ်လပ်ရေးပြင်ဆင်ခြင်းကကရင်အရာရှိချင်းများသည် သူတို့၏လုံတဲ့နှင့်ပညာအရေးအတွေ့အရာထိုက်တန်သောရာထူးများကိုရခဲ့သည်ဟုစမစ်တွန်းကသူ၏မှတ်တမ်းတွင်ရေးသားဖော်ပြခဲ့သည့်အတိုင်းလွတ်လပ်ရေးရာဂစားကစစ်မှုရန်သက်15နှစ်မှ20အထိရှိကြသောကရင်စစ်ဘုံအများစုသည်တက်မတော်တွင်လွှမ်းမိုးနေခဲ့သည်ဗိုလ်မှူးကြီးစောတုံဤအပြင် ကရင်အမျိုးသားဒုတိယဗိုလ်မှူးကြီးရှီအိုရှိနေသည် ထို့ကြောင့်မေဂျာပုံမှုရာထူးသာရှိထားသောဘူနေဝင်အဖို့ရာထူးတက်ရန်အိမ်မက်ပင်မမဝွန်အောင်ဆက်ဆက်ခါတန်းကြီးနေခဲ့သည်ထို့ပြင်မေဂျာရာထူးမှာတိမ်ငယ်လာယုံတာမက သူ၏အထက်တွင်သူထက်စစ်ဝါရင်သောသူများခန့်နေသဖြင့်စစ်တမထွက်ကတခင်ပါစိန်၏ဒုပမာအစည်းယုံတင်ဝင်လျက်နိုင်ငံရေးလုပ်ရန်တိုက်တွန်းခဲ့ကြောင်းပြန်ပြောင်းပြောပြခဲ့ကြသည် ဗိုလ်ချုပ်အောင်ဆန်းသည်ရဲဘော်၃ကြိမ်ဝင်ဘဝဖြင့်ဂျပန်ခေတ်၌အတူနေခဲ့စဉ်ကာလကပင်ဘုန်နီဝင်း၏ဇယိုက်ဝါဒနာကိုကောင်းစွာသိထားသည်တို့ပြေလျာဗိုလ်ချုပ်အောင်ဆန်းရှိနေသည်။ကာလပတ်လုံးမေဂျာနေဝင်အဖို့ယာဒူးတိုးတက်ရန်ထိတ်တီးယာဒူးရရှိရမှာမဖြစ်နိုင်တော့ပြီဟုသူတွေးထားဟန်တူသည်တို့ဖြစ်သည့်အတိုင်းဗိုလ်နေဝင်းကလည်းသူ့ဘဝတက်လက်၌ခလုတ်ကတဲ့လမ်းမရှင်ပဲတားဆီးနေတော့ကြ ဥသောကဒါရိုက်ဆက်သွယ်သည်ဖြစ်စေတခင်ဘားစိန်မှတစင်ဆက်သွယ်သည်ဖြစ်စေအင်္ဂလိပ်အရာရှိကြီးများကဒါရိုက်ဆက်သွယ်သည်ဖြစ်စေဘူနေဝင်အားဂလုံဥသော၏အစိုးရတဲ့တွင် ထိပ်ပိုင်းရာသူရစီမီဟုကတိပေးသည်ဖြစ်ထိုနေ့ကလောက်ကျန်အုပ်စုများနှင့်ပူပေါင်းကူညီခဲ့လေသလားဟုလည်းတွေးတောဆရာဖြစ်ခဲ့သည်တပန်ထိုနေ့မတိုင်မီဘိုးကျောင်းအောင်ဆန်းကိုလှုပ်ကြံလေးမည်ဟူသောတည်င်းအရာအထူးအဆောင်အချက်များကြိုတင်ရှာထားခဲ့သည် လောက်ကျံမှုမဖြစ်မီတုံးပတ်ခမ်းမစတင်ကလက်နက်များကိုလှုပ်ဝက်ကင်ဆောင်ထားသောအယက်ဝိအယက်စားနှင့်စစ်သားများကိုဗိုလ်ချုပ်အောင်ဆန်း၏ရုံးကန်တော်ဝိုင်းနှင့်အတွင်းဝင်ရုံးတွင်တည်င်းထောက်များတွေ့ခဲ့ကြရသည်ထိုရဲဘော်များမှာတရင်လေးမှရဲဘော်များဖြစ်ကြသည်ဗိုလ်လွင်ကလောက်ကျုံရိတ်ကိုတာဝန်ယူသည်ဟုဆိုသည်လောက်ကျံမှုကြီးဖြစ်သောဇူလိုင်လ19ရက်နေ့ကထိုရဲဘော်များကိုမတွေ့ရခြင်း ထို့ကြောင့်ဤကိစ္စ၌အတွင်းလူကတကားဖွင့်ပြီးသောလောကျံမှုကြီးဖြစ်သည်မှာတေချာလာပေသည်ထို့ပြင်ကျေးမွန်ဦးတောင်အောင်ဗလာက2000ပြည့်နှစ်အောက်တိုဘာလနှင့်စက်တင်ဘာလကထုတ်ဝေခဲ့သောလွတ်လပ်သောအာရှအတံမြန်မာပိုင်းအစီအစဉ်၌ဦးအောင်ဆန်း၏လုံခြုံရေးကိုကာကွယ်ရန်တာဝန်ပေးထားသောအထူးအဆောက်အအုံသည် အမြဲတစေဦးအောင်ဆန်း၏လက်တကမ်းတွင် ရှိပါလျက် အခင်းဖြစ်ပွားသောဇူလိုင်လ19ရက်နေ့နက်ကမရှိကြဘဲပျောက်ွယ်နေသည်မှာဘိုနီဝင်း၏အစီအစဉ်ဟု မုံရှယုံကြည်ရလေသည်ထိုအဆောင်တို့မှာဘိုနီဝင်း၏လူများဖြစ်ကြသည်ဗိုလ်ချုပ်အောင်ဆန်းကိုလျှဝက်တက်တော်ဆောင်များအဖြစ်တာဝန်ပေးလိုပါသည်စိတ်ရှားရသောရဲဘော်များပေးပါဟုဥကြုံငင်းကဘိုနီဝင်းထံမှတောင်းရမှရရှိခဲ့သည်ဘုန်ရင်ဝင်းပေးသောတတော်ဆောင်နှစ်ဦးဖြစ်သူရဲဘော်ဘာတုံနှင့်ရဲဘော်ရဲမြင့်တို့သည်တနက်ပြစ်လက်ဖြောင့်သမားများဖြစ်ကြသည် ရှောက်လုံးပြူနှင့်ပစ္စတိုးကိုဆယ်ကြိမ်ပြစ်လင်းရှစ်ကြိမ်တို့သည်ပြစ်ချက်ဤဘဟုသို့ထိမှန်အောင်ပြစ်နိုင်သူများဖြစ်ကြသည်။ဘုံနေဝင်ဤရာသပ်ပံလူယုံတော်ဖြာပုံပျောက် जा တက်မှကြောက်ကြဖို့ဤလက်ဆွဲများဖြစ်ကြသည်။ထိုနေ့ကရှောင်းနေကြတော့တတ်တော်ဆောင်နှဦးသည်လည်းပျောက်ကွယ်သွားသည်။ရာနှင်းငယ်ကြမှပစွန်တောင်ရှောင်း၌အလောင်းကိုတွေ့ကြရသည်။အလန်ဤတပုံတို့ကတတ်သိဟုဆိုက အမှုပိတ်လိုက်သည်။ ဖာစာပါလာခေါင်းဆောင်တင်ဖြစ်လာသောအတွင်းဝင်ဟံဦးတင်ထိုသည်ဘုံမှုကျောက်ရာဒူနီစစ်မှုထမ်းစဉ်ကလောက်ချံမှုကြီးတွင်ဥစောဤအပေါင်းအပါမြည်သူနီဟုတဲလွန်စာများရှာဖွေခဲ့လေသည်နေယူတိုင်းသတင်းစာအယ်ဒီတာချုပ်လည်းဖြစ်သူဦးတင်ထိုကဥစောနှင့်ကြံရပါများအကြောင်းကိုသူသတင်းစာ၌ဖွင့်လေးရေးသားလိုသည်ဟုအကြောင်းပြကသတင်းထောက်ချုပ်အားသတင်းအစားအနှံ့များကိုလိုက်လံစုံစမ်းရန်ညွှန်ကြားခဲ့လေသည် မကြပါဘဲရင်းတို့အမှုဟောင်းကိုပြန်ဖို့ရန်အားထုတ်သည့်ဖြစ်ဥတင်ထုတ်ပါလောက်ကြံခံရကအသက်ပေးသွားရရှာသည် ဖြပုံမှတောက်ကြားပေါ်ဤလက်ချက်ဖြစ်သည်ဟုသိကြတော့လဲအမှုကိုမြည်သူမှမဖော်ဝန်ကြကလုံးဦးစောနှင့်ကြံရပါပုဂ္ဂိုလ်မှာဘုံနေဝင်းဖြစ်သည်ဟုတဲလွန်စားရှာလို့သူတို့သည်ဥတင်ထွန်းနှင့်ဥထွန်းလာအောင်တို့၏ကံကြမ္မာကိုမြင်တွေ့ကြသည့်ဖြစ်အမှုကြီး၏တဲလွန်စားကိုမလိုက်ဝန်းတော့ဘဲယနေ့တိုင်အဖြစ်မရသည့်မိကုံများအဖြစ်နှုတ်ပိတ်နေကြရလေသည် ခု၍ပြောကြားသွားခဲ့သည်၂000ပြည့်နှစ်ဇူလိုင်လတွင်အင်တာနက်စာမျက်နှာပေါ်တွင်စိန်ပေတာအမည်ဖြင့်ဗိုလ်ချုပ်အောင်ဆန်းကိုဘသူတကယ်တက်တယ်လဲဟူသောမေးခွန်းကိုတင်ခဲ့ရာကိုပန်ထွန်းဆိုသူ၏မကြမီမှပြည်ထိုင်နိုင်ငံကိုဝင်လာတဲ့လူကြီးတွေစီကကြားရတာသူတို့ပြောတဲ့အတိုင်းဆိုရင်ဒေါန်ဆန်းစုကြည်နဲ့ဘိုနေဝင်းဤတမီ စကားအရှိအရှာပြောကြ၍ဥနေဝင်းတမီကဒေါသဖြစ်ပြီးဂလုံးဥစောကို မရှင်းကန်းတွေပေးလိုက်တာငါအဖေလို့ဩပြောလိုက်ပါတယ်။ ဘိုးနေဝင်းကဘိုးကျော်အောင်ဆန်းကိုရှင်းပြရှင်နဲ့ဘာဖြစ်လို့လဲဆိုတော့ကျင်းမနာကမိန်းမတယောက်ကိုဘိုးနေဝင်းကမရင်ကျင်နာကိုဘိုးကျော်အောင်ဆန်းကတိသွားတော့ဘိုးနေဝင်းကိုတပ်ပြစ်ရှင်လာအောင်ဒေါသပောက်ကွေးခဲ့ပါတယ်။ဘိုးကျော်အောင်ဆန်းကဘိုးနေဝင်းကိုလက်သက်တဲ့အခံအဖြစ်ပုံနှိပ်ဖော်ပြရန်မတင်သောစက္ကလုံများဖြင့်ဆွဆွဲသော အရှားတုံးပြံမှုများလည်းရှိပါသေးတယ်ဟု၍ရည်သားဖော်ပြထားသည်။ ညီတို့ဆိုစဉ်ဘုံနေဝင်းအုပ်စု၏စင်ကွက်ထဲဝင်ခဲ့မိသောဂလုံဦးသောသည်ဘိုးကျောအောင်ဆန်းအားအထင်အမြင်လွဲကလက်စားရှိခဲ့မှုကြောင့်မျိုးသားကောင်းဆောင်ကြီးဘိုးကျောအောင်ဆန်းခမရရည်တိမ်မာနေခဲ့ရပြီးတိုင်းပြည်နေပြည်သူလူထုအတွက်လည်းဆုံးရှုံးကြေကွဲဖွယ်ရာဇလန်းဖြစ်ခဲ့ရသည်ကတော့ညီတို့မှညင်မရသောအဆက်ပင်ဖြစ်နေပေသည်